ုးပြအမအရင်ချစ်တယ်အမအတွက်နဲ့ပေါ့နော်ဒါဟိုအော်ကိုကိုကိုပေါ့အမအတွက်ပေးဆက်ထားတဲ့ညီမလေးပေါ့နော်ဒါမကောင်းမစွန်းတဲ့ကောင်မလေးပေါ့အဲ့ဒီတိကျဆောင်ထားပါတယ်မမကျတူဟောလေးဘလို့နေနေမှာဘာမှဖြစ်နိုင်ဘူး ညီမလေးကလည်းလုံးဝအောင်ကြည့်မရအောင်အကောက်။ဘောင်လေးခေါင်းကတရားသက်သာရလားလို့လာကြည့်တာ။မမလေအချင်းတွေကိုလည်းကြည့်ပါအောင်ဒါမသက်သာတဲ့ပုံစံလားလို့။မသက်သာဘူး။ငရဲနေတာဟိုဘက်လေ။မသက်သာဘူးမမ။မပြောနေလည်းတော့မူလား။မမမီလား။မမမီလား။ဘလို့ဖြစ်နေတာလဲ။ဆန်တော့တိတ်ခါနဲ့ထိမ့်ပါအောင်။မလဲဆက်ပြီးမလုံနဲ့နော်။ညီမလေးတို့စလင်းပေါ်ဒီကိုချက်တဲ့ကောင်လေးလေးရှိ။ဟိုင်ဘောင်လေး သားနဲ့မမနဲ့ကိုအဖေတယောက်အနေနဲ့သဘောမတူတဲ့အကြောင်းကိုပြောခိုင်းတာလေဒါအမှန်တရားလေဒီလေးဘာလို့မှန်တရားလဲမမငကိုကလေးစိတ်ရငယ်တတ်တာမိုင်းနဲ့ရှေ့မှာအမှန်တရားဘောပါစီးယူစီဒရာမာရိုက်ခဲ့ရတယ်ဟာသားကြတော့မိုင်းနဲ့တွေ့ပြီးတော့မလုပ်ဘူးအဲ့မှာတော့တွေ့ပြီးတော့လောက်ရတယ်ပေါ့နော်အဲ့ချိန်မှာလည်း character လည်းညီမလည်းဖြစ်တယ်ပြီးတော့ချူလေးပေါ့ချူလေးကိုလည်းဒီဒီတကယ်ကိုပေါ့နော်လောက်ခွဲရတဲ့ character တခုနဲ့ရုပ်ရှင်ကလည်းပြေးလာတယ်ဆိုတော့မာကြီးတို့ခုနကြီးတို့ပေါ့နော်အမိလိုက်နိုင်အောင်တော်တော်လေးကြိုးစားခဲ့ရပါတယ်ဟုတ် မတရားကတော့အရင်ပြောစရာကောင်းတယ်ပေါ့နော်။နားရသဘောလည်းကောင်းတယ်။အပြီးသွားလို့ရှိရင်ခဏခဏဘယ်လိုပြောရမလဲ။အရင်ကိုအရင်ကောင်းတော့ခါလေးကြရင်ဝါအဲ့လိုဖြစ်သွားဘူး။ကိုကလည်းအမြဲဒီ idea တွေကလေကြည်လာခဲ့တာငငယ်လေးကလေးရဆိုလေအရင်ကြိုက်တော့ခါလေးကြမျောသွားပြီးတော့လေပါွားကို idea မလုပ်ဖဲနဲ့ပေါ့။ဘာကြီးကတိပဲတိနေ idea လုံးလေးပေါ့။အဲ့တော့ idea လုံးရတယ်ပေါ့။ဒါမှတော့စမ်းလို့ဘယ်နာကစမ်းစမ်းအမြဲ perfect ပဲပေါ့နော်။အဲ့လို ေပါမကြီးကတော့အရန်စင်ပေါ်တာပါချူလေးကိုဘယ်ချင်းတွေ့တွေ့တင်ပေးတယ်ပြီးလက်ွဲခေါ်တယ်ချူနေရာဆိုချူလေးနဲ့လိုက်တယ်ချူလေးကဒီစကလုံးလေးချူလေးပဲပြောလိုက်အဲ့လိုမျိုးလေးကိုလုပ်ပေးတယ်ပေါ့နော်ဟုတ်ကဲ့မကြီးတို့ကတော့ပိုပြီးကျွမ်းတာပေါ့နော်ချူလေးကကြာ အဲတော်တော်ကြာပြီရုံနှန်းနဲ့အတူတူပြန်ရိုက်တဲ့ရုပ်ရှင်ဆိုတော့လေဟိုကိုကိုကိုအကျိုးစားနေတဲ့လူငယ်လေးတယောက်လိုမျိုးပဲခံစားရတယ်အဲ့တော့ဟို confidence တော့တကယ်တော့မရှိဘူးဒါပေမဲ့တခါတလေကြာတော့လည်းလို့မလုတ်တက်လုတ်တက်ကလေးရတယ်ကိုကြီးရမလားပေါ့အဲ့လိုစိတ်လေးနဲ့ကြည့်ချင်တာပေါ့အခုချိန်မှာဟာသဆိုရင်တော့အဲ့တုန်းကထပ်တော့အများကြီးပေါ့နော်ဟိုဒီ ိုလိုရမရေရစေပန်းဟာလေးကိုပြီးထည့်နိုင်လာတာပေါ့အခုကြတော့အရန်ဝမ်းထားရတယ်အရန်ပျော်ရွှင်ရပါတယ်ယူလေးမျက်နှာလည်းမငယ်ရဘူးတကယ်ဘို့ပေါ့နော်ဒီလောက်ွက်တွေလည်းပြီးတယ်ကိုကတော့အဲ့ချိန်မှာအကောင်းဆုံးကြိုးစားရတာပေါ့နော်ဒါမှလည်းဟိုအတိမတ်ပြုခံရပြီးတော့တကယ်လုံနိုင်မှာလားဆိုပြီးကိုတို့အတွက်လည်းတက်လန်းနေလေးရှိတာပေါ့နော်အဲ့တော့ဒါယူလေးအတွက်ကတော့ယုံနှမ်းယုံနှမ်းရိုက်နေတဲ့ဒီကားကိုရိုက်တယ်ယုံနှမ်းပြီးကနေမှဘိုးတော်ငယ်ကိုရိုက်တယ်ဆိုတော့ဒါယူလေးအတွက်ယုံနှမ်းကလည်းတကယ်ဘို့ပေါ့နော်ခက်ခက်အနေနဲ့ပောက်ခဲ့တယ်လို့ဘိုးတော်ကလည်းဘဝမှာအမှတ်ရခဲ့မြင်ရခဲ့တယ်သူ အဲ့နှစ်ခုနဲ့အတူတူလုပ်ခဲ့ဒီကားလည်းအရင်အောင်မြင်ပြီးတော့ငွေအများကြီးရကြည့်ဖြစ်ပါတယ်ဟုတ်အဲ့ရှက်တာတော့အဲ့လိုဦးဘောဟိုကခလေးလေးဆိုအရင်ကြီးစနေဟာခလေးလေးအဲ့လိုလေအရင်ခေါ်တော့တာပဲအဲ့ဒါနဲ့နေလေးအရင်ကြီးရတာပေါ့နော်လူစကလုံးတစ်လုံးဘာမှမဟုတ်တာလေးနဲ့အရင်ရီရအောင်လုပ်နိုင်တာလေဒါကိုကိုမင်းမြတ်ကိုနိုင်ရီရအရင်ရီရဘာမှမဟုတ်ဘူးဒီလိုပဲဗစက်ကလည်းအဲ့လိုအာမေဒိန်လေးရတယ်လေဟိုပွဲကြပါတော့ရိတ်သက်ကလေးတကယ်ကလေးလေးလို့ပြောလို့ အဲ့လေရီယာရောပြန်ရရတာရှိအောင်ဒါပေမဲ့ကိုနိုင်ကိုလည်းလည်းလည်းကြောက်တယ်လေနော်ကိုခါကြောက်လည်းအဲ့လိုခဏခဏမမအောင်အဲ့လိုစိတ်ထားတာအောက်ပေါ့အဲ့တော့ကတော့ဟို stylist တွေပါလေချူလေးပေါ့နော်ဒီလောလောလောနဲ့ဆိုတော့လောကကောင်းမှန်းလည်းမသိတဲ့အချိန်ဆိုတော့ ကိုတက်ဆွမ်းတလောက်လေးပေါ့အကောင့်ကိုလိုက်ရှာဝယ်ပြီးတော့အဲ့လိုလိုလဲလောက်ထားတာပဲပေါ့နော်နောက်ပိုင်းတော့ဒီထက်အများကြီးအားကောင်းလာတယ်စတိုင်လစ်တွေကလည်းအဂျူလီယိုလိုပေါ့နော်ဒီထက်ဒီထက်မတူညီတဲ့ character တွေအကောင်းဆုံးပတ်ဖို့ပြနိုင်တယ်ပေါ့နော်အဲ့တော့ကတော့ဒါဒီတက်တက်တလောက်မှတ်တလောက်အကောင်းဆုံးကြိုးစားခဲ့တာပါ ီနှစ်တည်းမှာဟာသကာရီတအားများပါတယ်။ဒါမှလည်းပေါ့နော်တကားနဲ့တကားလည်းမတူပါအောင်တကားနဲ့တကားမထက်အောင်ဘောင်းကိုကြိုးစားတာအိုခင်းခင်းချစ်ကိုပို့မှာတော့တော့ဒါတော်တော်လေးပေါ့နော်ဟိုကိုကိုကိုဟာသလုပ်တဲ့နေရာမှာကိုနည်းနည်းလေးတော့ဘယ်လိုမလဲကားနည်းနည်းပြားသွားတော့လေဟိုအတွေ့အကြုံကကားနည်းနည်းပြောလာတယ်ပေါ့နော်။ဒါကတော့အရင်စိတ်နဲ့ဒီဒီမျိုးပြားလေအကောင်းဆုံးကြိုးစားထားပါတယ်။ ဟုတ်ယူခါတဲ့ပူဇာမှာပေါ့နော်ဒါဟိုဘယ်လိုပြောရမလဲဆိုကိုရွှေထူးဆိုလဲဒါမမြင်ဘူးတဲ့ IP မျိုးနဲ့တွေ့ရမယ်ကိုရွှေထူးတစ်ချက်တစ်ချက်လောက်သွားရယ်ကိုကလည်းလေးလိုက်ဟိုဘယ်လိုပြောလဲသူကအရန်ကြိုက်တော့လေ ားရအိုးကြည့်နေရတယ်လို့အဲ့လိုမျိုးလေးပေါ့လေအဲ့တော့အဲ့လိုအရန်မိုက်တယ်ပြီးရရှင်ရရတယ်ပေါ့နော်ဟာတာအိမ်ထဲကမာကြီးနဲ့ကိုနိုင်ကပြောစရာမလိုဂျူလီကတော့အမိလိုက်ရတာပေါ့သူမင်းမြိုင်ဆိုင်ဆိုင်နဲ့ပေါ့နော်ကြည့်ရမှာပါလို့ပို့ပြီးရှင်ဒီလေးရောက်စလုံးကလည်းအေးမင်းမြန်ဆက်ဆက်ချီချီမီပီနဲ့အကောင်းဆုံးလောက်ွက်နေလဲရထားတယ်ပေါ့နော်အဲ့တော့ဒါရောက်အားပေးလို့ပြခေါ်ပါတယ်ကြည့်ပေးကြပါလိမ့်ရှင် of life.